်မင်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းများကိုတင်ဆက်ပေးပါမယ် ထမအောင်ဆုံးတပုံအနေနဲ့မတရားရှိချမ်းမှာစကောင်စီနဲ့ပြည်သူ့ကာကွယ်တပ်များထိတွေ့တိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။စေအောင်စုကလေးချောင်းရောလက်နက်ကြီးပါအစမပြတ်အသုံးပြုနေတယ်လို့သိရပါတယ်။မန္တလေးတိုင်းမတရားမျိုးနဲ့အရှိချမ်းမှာစကောင်စီနဲ့ပြည်သူ့ကာကွယ်တပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေရာစကောင်စီတပ်ကလေးချောင်းတက်ခတ်မှုတွေအစမပြတ်လုံဆောင်ခဲ့တယ်လို့ဘွိုင်းစော်မန္တလေးတာဝန်ရှိသူကသတင်းဌာနကိုပြောပါတယ်။မေလ23ရက်မနေ့ကမတရားမျိုးအရှိချမ်းမှာစကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး သည်တဒတ်ဦးနှင့်မိတ်တီလာတန်ဂျက်ဖိုင်တာရီကလေကြောင်းတခိုင်မှု၁၁ချိန်ထပ်မင်းလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်တောင်ကန်ကင်းရွာဘန်းအနီးတစ်ဝိုက်ကိုလည်းလက်နက်ကြီးတွေရှမ်းတန်းပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။မနီတနင်းကမဒရာရှိချမ်းမှာတိုက်ပွဲအတော်ပြင်းနဲ့နေရောညရောလက်နက်ကြီးတန်းတွေညံနေတာဖိုက်တာနဲ့လည်းပြတဲ့စကားစတိုးလာလိုက်ကိုဘက်ကပြန်ထိုးလိုက်ုံနဲ့ပေါ်လို့ပြောပါတယ်။မီလာ၂၄ရက်နေ့ဒီနေ့မှလည်းဝိုင်တွဲထောက်ပို့ပုံကျဲလီနဲ့တူမနက်9နာရီချိန်မှာစတင်ပြီးတောင်တငါရွာနဲ့မြောက်တငါရွာရင်းစီလေကြောင်းတိုက်ခိုက်မှု 12ကြိမ်ထိလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မဒီယာကနေမန္တလေးကိုသွားတဲ့အရှင်ကားလမ်းကိုကြောင်းဖွင့်ခြင်းပြီးလမ်းပွင့်အောင်ဆက်ကဆဘကတိုးနေတာပါ။တော်လိုင်းဘက်ကတိန့်ထားလားဆိုတော့လုံးလုံးကြီးမဟုတ်ဘူး။သူတဝက်ကိုတဝက်မှာဆက်ကဆဘကနေမြီစိုးမိုးခြင်းလို့ပါလို့ပြည်သူ့ဘက်တော်သားအဖွဲ့တာဝန်ရှိသူတွေကပြောပါတယ်။ မန္တလေးတိုင်းမတရားမျိုးနဲ့အရှိန်ချန်နဲ့မြောင်ချန်ကအကြမ်းဖက်စကန်တော်တော်များများကို MDYPDF ဦးဆောင်တဲ့တော်လိုင်းတပ်တွေကပြီးခဲ့တဲ့နှစ်ရှမ်းမန်းစစ်စင်ရေးတွင်တင်ဆက်ရမိထားတာဖြစ်ပြီးစေအုပ်စုဘက်ကပြန်လည်ရယူဖို့ကြိုးစားနေရလဲဖြစ်ပါတယ်။ဆက်လက်ပြီးစေအုပ်စုကအလုံးစုံဖြည့်ဆည်းခြင်းမဟာဗျူဟာကိုကျင့်သုံးနေပြီးအရသာပြစ်မှတ်များကိုခွဲခြားမှုမရှိဘဲအကြမ်းဖက်နေရလို့ကုလဆိုင်ရာမြန်မာတမ်မတ်ကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အာဏာသိမ်းစေအုပ်စုကအလုံးစုံဖြည့်ဆည်းခြင်းမဟာဗျူဟာကိုကျင့်သုံးနေပြီးအရသာပြစ်မှတ်များကိုခွဲခြားမှုမရှိဘဲအကြမ်း ဖတ်နေကြောင်းမြန်မာတမန်ကြီးဦးကျော်မိုးထွန်းကကုလသမဂ္ဂလုံခြုံရေးကောင်စီမှအတည်ပြုပြောကြားပါရင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှကျင်းပမယ့်ပဋိပက္ခတွင်အယတပြည်သူများကိုအကာအကွယ်ပေးဖို့နဲ့ပတ်သက်တဲ့တကားဖွင့်အစည်းအဝေးမှာတမန်ကြီးဦးကျော်မိုးထွန်းကမိန့်ခွန်းပြောကြားခဲ့ပြီးမြန်မာဆဲအုပ်စုက၎င်းတို့ရဲ့စစ်မှတ်ပြုခြင်းကိုရှင်းတန်းဖို့မြည်တိခါကမှဆန္ဒမရှိခဲ့ကြောင်းနဲ့တကားဥစားအယတပြည်သူတွေပေါ်ပြောင်ပြောင်တင်းတင်းစစ်မှတ်ပြုလျက်ရှိကြောင်းအစီရင်ခံပါတယ်မြန်မာနိုင်ငံမှာနေထိုင်ကြသူတွေအနေနဲ့ဆဲအုပ်စုရဲ့တပ်ဖြတ်ခြင်းတရားလက်လွတ်ဖမ်းဆီးခြင်းအ ထမစစ်သားစုဆောင်ခြင်းလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများအတင်းအကျပ်ပြောက်ွယ်စေခြင်းဥပဒေမဲ့ကွပ်မျက်ခြင်းမှသည်လေကြောင်းတိုက်ခိုက်မှုများထိစားသဖြင့်ထိတ်လန့်ပွဲကောင်းလာအောင်ဆွံ့ရွာလာရင်ရက်ဆက်ကြမ်းကြုံမှုတွေကြောင့်နေစဉ်နေတိုင်းအကြောက်တရားအောင်မှနေထိုင်နေရကြောင်းကုလသမဂ္ဂဆိုင်ရာမြန်မာတမန်ကြီးကပြောပါတယ်။ 2021ဖေဖော်ဝါရီမှာမတရားအာဏာသိမ်းပြီးချိန်ကစပြီးရတပြည်သူ6900ကျော်တပ်ဖြတ်ခံရတာဖြစ်ပြီးအစိုးမကိန်းဂဏန်းများမှာအတိပြုထားပြီးကိန်းဂဏန်းများဖြစ်ပြီးလက်တွေ့မှာသိဆုံးသူဥယျာဉ်ပို့ပြီးများပြားလာနိုင်ကြောင်းတာဝန်ကြီးကကုလလုံခြုံရေးကောင်စီကိုပြောပါတယ်ဒီလိုအခြေအနေတွေမှာအမျိုးသမီးများကလေးတငယ်များမတန်ဆွမ်းသူများနဲ့တက်ကြီးသူများအနေနဲ့အလွန်အမင်းထိရှာလွင်လာပြီးစေယုံစုရဲ့ရဆက်ကြံကြုံမှုရဲ့တန်ကိုအစိုးဆုံးခါစီခံနေရကြောင်းတာဝန်ကြီးကအစီရင်ခံပါတယ်ဒါအပြင်မလ28ရက်မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်းကြောင်းလူပေါင်း3800ကျော် ောအသက်ဆုံးရှုံးခဲ့ရပြီးနေအိမ်များစတင်ကြောင်းများနဲ့အရှိပါတဲ့အခြေခံအဆောက်အအုံများလည်းပြက်စီးခဲ့ကလူပေါင်းများစွာထဏ်ရန်ရရှိခြင်းတို့ဒီမဟုတ်နေရဲ့ဆက်ခွာခြင်းများဖြစ်ပေါ်စင်ခဲ့ပါတယ်။တနိုင်ငံလုံးဒုက္ခရောက်နေစဉ်အတွင်းမှာပဲဆေးအုပ်စုကငလင်းပြီးတဲ့တင်နီယာဒေတာတွေကိုနေကြောင်းမှာပုံကျတိုက်ခိုက်ခဲ့ပြီးတဘာဝပြီးအနေနဲ့ဖြစ်ခြင်းကိုအကကွယ်ယူပြီးမြန်မာပြည်သူများကိုပုံမတက်ဖြတ်ခဲ့ကြောင်းမြန်မာတမ်မကြီးကရှင်းလင်းပါတယ်။ကုလသမဂ္ဂအနေနဲ့လည်းအဆိုပါခြင်းကိုအလွန်အမင်းတရားလက်ခံနိုင်ပွဲမရှိကြောင်း မှန်ကန်စွာထောက်ပြခဲ့ပါတယ်။ကုလလုံခြုံရေးကောင်စီကမြန်မာစင်အုပ်စုရဲ့ရက်ဆက်ကြမ်းတမှုတွေကိုစစ်ကောင်စီရဲ့ဆုံးဖြတ်ချက်2669 2022နဲ့ပြင်းထန်စွာရှုံချထားပြီးဖြစ်တော့လဲစင်အုပ်စုအနေနဲ့၎င်းတို့ရဲ့ရက်ဆက်မှုများကိုဆက်လက်ကျူးလွန်နေစေဖြစ်ကြောင်းတာမတ်ကြီးကထောက်ပြပါတယ်။ဒါကြောင့်ကုလသမဂ္ဂနဲ့လုံခြုံရေးကောင်စီတို့အနေနဲ့အရက်သားပြည်သူများကိုအကာအကွယ်ပေးဖို့ပုံမှန်ခိုင်မာတဲ့အရင်းယူဆောင်ရွက်မှုတွေရှိဖို့လိုအပ်ကြောင်းတာမတ်ကြီးကဆိုပါတယ်။ဆက်လက်ပြီးအရက်သားပြည်သူတွေပေါ်စစ်မှတ်ပြုသူတွေကိုတာဝန်ခံစေရမှာဖြစ်ပြီးစင်အုပ်စုနဲ့၎င်းတို့ရဲ့ ောင်ဆောင်များအနေနဲ့ကင်းလွတ်ခွင့်မရှိတဲ့တော့ကြောင့်လုံခြုံရေးကောင်စီနဲ့ဖွဲ့ဝင်နိုင်ငံအားလုံးမှဖြစ်သားတဲ့ဆုံးဖြတ်ချက်တွေချမှတ်ဖို့တာဝန်ကြီးကတိုက်တွန်းပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့မြန်မာအရှိကိစ္စကို အမေလျော့ကန်အကြက်တဲတခုမှဖြစ်စေဖို့လှုံ့ဆော်ပေးဖို့တာဝန်ကြီးကအလေးနက်တောင်းဆိုခဲ့ပါတယ်။ ဆလတ်ဘီကရရင်နဲ့နေမြင်အငင်းပွားနေမှုကိုဘဟုကော်မတီချင်းတွေးဆောင်နိုင်ခြင်းမရှိသေးတော့လဲစာပို့ဆက်သွင်းနေရလို့ TNN လေးပြောရင်းကြောင့်တင်ဆက်ပြီးပါမယ်။ရှမ်းပြည်မြောက်ပိုင်းမှာညီနာမဟာမိတ်ဖြစ်တဲ့ကချင်လွတ်လပ်ရေးဘွဲ့ကရရင်နဲ့နေမြင်အငင်းပွားနေမှုကိစ္စဘဟုကော်မတီချင်းတွေးဆောင်နိုင်ခြင်းမရှိသေးတော့လဲစာပို့ဆက်သွင်းနေရလို့တောင်းတက်မတော် TNN လေးကတင်ရပါတယ်။အဆိုပါနှစ်ဖွဲ့ကအခုနှစ်ဇန်နဝါရီကစပြီးကုတ်ကင်မန်တုံမုံမိတ်မြို့နယ်တို့မှာအောက်ခြေတပ်ဖွဲ့ဝင်တွေအကြားနေမြင်အငင်းပွားမှုနဲ့ပတ်သက်ပြီးထိုးချင်ရိုင်းတဲ့တဲ့တီရန်ပွဲများဖြစ်ပွားခဲ့ပြီးတိကြိုက်တရရဖမ်းဆီးခြင်းများ ရှိကြောင်းသိရပါတယ်။ဒီအခြေအနေလေးကြောင့်ပဟုကော်မတီချင်းဆွေးနွေးညှိနှိုင်းဖို့ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီးနှစ်ဖက်တွေ့ဆုံမဲ့နေရာတမန်နိုင်ရင်လှုပ်ဆောင်ရရှိကြောင်း TNL နဲ့ KAI ကောင်းဆောင်တွေရဲ့ထုတ်ဖော်ပြောဆိုချက်တွေရသိရပါတယ်။လက်ရှိမှာတွေ့ဆုံနိုင်မယ့်အဆင့်မျိုးတော့မရှိသေးဘူး။ဒါပေမဲ့တစ်ဖက်မှာတော့မဟာမိတ်ချင်းချင်းကြားဆက်ဆံရေးဌာနတစ်ခုအစဉ်အပြန်အလှန်စာပို့ဆက်သွယ်မှုတွေတော့ရှိရလို့ TNL ပြောရင်းဆိုခွင့်ရှိသူလူရည်ဦးကပြောပါရယ်။ရှမ်းမြောင်2029စစ်စင်ရေးမှာစစ်ကောင်စီတန်ကသိမ့်ပိုင်ရရှိထားတဲ့နေမြေဒေသတွေအနက်အဲ့ဒီမျိုးနယ်တွေမှာ ဖက်အငင်းပွားမှုဖြစ်ပွားနေခြင်းဖြစ်ပြီးအခုလအတွင်းမှာလည်းမန်တုံမျိုးရှင် KIA တပ်စခန်းတစ်ခုဖယ်ရှားပြလိုက်ရကြောင်းသိရပါဗျာ။ မန္တုံမြို့နယ်မုံမော်ရှိ KI တပ်စခန်းကိုအင်အားများပြားနဲ့ TNL တပ်ဖွဲ့တွေကဖိအားပေးတဲ့အတွက်နှစ်ဖက်တင်းမာမှုမြင့်တက်လာရမှာမေလ၁၈ရက်မှာ KI ဘက်ကရှိတဲ့စခန်းငယ်တစ်ခုယာယီဆက်ခွာပြီးလိုက်ရခြင်းဖြစ်ကြောင်းသတင်းအရင်းမြစ်တွေရသိရပါတယ်။ဒီဟာကျမတို့ဖေရှားခိုင်းနေဆိုတာထက်အချင်းချင်းညှိနှိုင်းတာမျိုးအတူတပြင်းဂိတ်ကိစ္စပေါ့ဂိတ်တွေမချဖို့တော့တားမြစ်တာရင်းရှိပါတယ်။သတင်းထွက်နေသလိုမဟုတ်ပါဘူးလို့ TNL ပြောရင်းဆိုခွင့်ရှိသူလူရည်ဦးကပြောပါတယ်။၎င်းဖြစ်စဉ်ပါဝင်နေမြေအငင်းပွားနေမှုတွေနဲ့ပတ်သက်ပြီး KI သတင်းနဲ့ပြန်ကြားတောင်းဝင် ကန်ဘုံမူကြီးနောင်ဘုံကိုမေးမြန်းနိုင်ဖို့တရင်ဌာနကတယ်လီဖုန်းနဲ့ဆက်သွယ်တော်လင်း မေလ24ရက်မနက်ပိုင်းထိဆက်သွယ်မရရှိခဲ့ပါဘူးအဲ့ဒီအတွက်ကချင်လွတ်လပ်ကောင်စီ KIC ဒုတိယဥက္ကဋ္ဌဒုတိယဘူချုပ်ကြီးခွန်မော်ကနှစ်ဖက်တွေ့ဆုံဖို့ရှင်းပြညှိနှိုင်းမှုတွေဆောင်ရွက်နေပြီးအပြုသဘောဆောင်တဲ့ကုညီပံ့ပိုးမှုတွေကိုမျှော်လင့်ပါကြောင်းနဲ့၎င်းရဲ့လူမှုကွန်ရက်မှာတစင်းအတိအပြီးပြောကြားထားပါတယ်ဆက်လက်ပြီးတနင်္သာရမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုစစ်ကောင်စီတပ်သား9ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်တနင်္သာရတိုင်းတနင်္သာရမြို့နယ်မှာအစံဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်း မြင်းခရိုင်တိုင်ရင်နှစ်မှာတာဝန်ရှိသူတောင်းကပြောပါရယ်မေလ23ရက်မနက်4:30မိနစ်ခန့်မှာလဲတောင်းရွာနေ သမုတ်ချုံရွာဘက်ကိုတက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့တွေကသမုတ်ချုံရွာနီမှာမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။အဲဒီနေ့မနက်6:30မိနစ်ခန့်မှာလည်းသမုတ်ချုံရွာမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ဦးမှုယူပြီးထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားအများပြားတန်ရာရရှိနိုင်ကြောင်းမြို့ခရိုင်တရင်နှစ်မှာတာဝန်ရှိသူတအုပ်ကပြောပါတယ်။အဲဒီလိုတိုက်ပွဲများဖြစ်ပွားပြီးရနောက်မနက်9:30မိနစ်30ခန့်တို့မှာအကြမ်းဖက်စစ်တပ်ဘက်မှထွက်လာတဲ့စစ်ကူများနဲ့ညနေ4:00မိနစ် စ်30ချိန်တွင်တမုတ်ချုံရွာနီမှာထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားခဲ့ကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုမြင်းခရိုင်တရင်နှင့်တက်ခွဲနှင့်မြင်းခရိုင်တရင်တင်နှင့်တနင်္သာရီမြို့နယ်ပါကဖားဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရပါသည်။တနင်္သာရီမြို့နယ်တွင်ဖြစ်ပေါ်နေတဲ့စီရင်ချင်းနေရီယာဒေသနှင့်ပြည်သူများခီးတွားပြည်သူများအနေနဲ့တတိရှိစာတွာလာနေထိုင်ကြဖို့နဲ့ပြည်သူများရဲ့လုံခြုံရေးကိုရှေးရှုပြီးမြစ်တာရက်ခံကြောင်းမြင်းခရိုင်မှတ်နှစ်တရင်မှာတာဝန်ရှိသူတောင်းကဆက်လက်ပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။